။ဆလင်းမှာစစ်တပ်ကပြည်သူအချို့ကိုတပ်ပြီးနေအိမ်များကိုမိရှို့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့နယ်ထဲမှာမေလလယ်ပိုင်းကဆောက်လို့ဆက်ကြောင်းထိုးနေတဲ့အဆက်ကောင်စီတပ်ဖွဲ့ဝင်တွေဟာချီရွာတွေကဖြစ်သူပိုင်းလူနေအိမ်တွေကိုမိရှုပ်ပြစီကဖြစ်သူတချို့ကိုလည်းတပ်ဖြတ်မိရှုပ်သွားခဲ့ကြတယ်လို့ဖြစ်သူကာကွယ်ရေးတပ်ဖွဲ့တွေစီကလည်းသိရပါဗါးစလင်းမြို့နယ်ဖြစ်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကအခုလလယ်ပိုင်းလောက်ကလေးကစလင်းမြို့နယ်တွေရွာတွေကိုဆက်ကြောင်းဝင်နေတာ စနေချောင်းဂွေးကုန်းငတန်းကရွာမနဲ့အရှိကုန်းတွေကအိမ်တွေတော်တော်များများမိရှုပ်ဖြက်စီးခံရတယ်လို့ပြောလာပါတယ်။ဆိုပါစစ်ကြောင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြည်သူပိုင်လူနေအိမ်တွေကိုမိရှုပ်ဖြက်စီးခဲ့ကြတဲ့အပြင်ပြည်သူလူရှုပ်ကိုလည်းတပ်ဖြတ်မိရှုပ်သွားခဲ့ကြသေးတယ်လို့သိရပါတယ်။ ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ့တာဝန်ခံ M4 ကစစ်ကြောင်းအတက်မှတက်တညာတက်ကခေါင်းနေနဲ့နေမီကန်တဲရင်ခလာရ253 254 295ကလို့ရစစ်ကြောင်းမှာအဲ့ဒီစစ်ကြောင်းရဲ့မိရှုခံရတဲ့အထက်မှာအသက်ကြီးရဲ့လူပမာအမျိုးသမီးတယောက်ပါဝင်ပါတယ်အမျိုးသားတွေလည်းပါပါတယ်တချို့မျိုးသားတွေဆိုရင်ကိုလက်အင်ကာတွေကိုအပိုင်းပိုင်းခုတ်ပြီးတော့အသက်ခံရပြီးတော့မှမိရှုခံထားရတာတွေ့ရတယ်အဲ့ဒီစနေကြောင်းဂွေကုန်းအသားကောင်းရော်တွေအပြင်ပဝင်းကျင်ရွာကရွာကန်တွေလည်းထွက်ပြေးနေကြပါတယ်စစ်ကြောင်းထွက်တော့ပေမဲ့အခုထိတော့ရွာရဲ့ပြန်မဝင်လာရဲကြသေးပါဘူး အခုမှရှင်လင်းရေးတွေလှုပ်ဆောင်ရမှာဆိုတော့စရင်အတိအကျမသိရသေးဘူးလို့ပြောလာပါတယ်။စကောင်းစီတပ်ဖွဲ့ဝင်တွေပြီးခဲ့တဲ့မေလ23ရက်အသံကောင်းချွေးရွာနဲ့ဂွေကုန်းချွေးရွာတွေအပြင်မေလ24ရက်နေ့မှာစနေချောင်းချွေးရွာနဲ့မေလ25ရက်မှာကျော်မရှေကုန်းချွေးရွာတို့ကိုဝင်ရောက်စီးနင်းပြီးတပ်ဖြတ်မိရှုခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါစကောင်းစီစစ်ကြောင်းဝင်ရောက်ခဲ့ပြီးရင်နောက်ချွေးရွာတွေအပြင် online ငလင်ပန်း ဝမ်ပိပိနေပင်တည့်ရချင်းဂွေးကုန်းတောင်ပြေကုန်းကြောက်ရကုန်းထဏောင်းကုန်းအောင်စေစုချေးရတွေကဒေသခံပြည်သူတောင်းနဲ့ချီပြီးနေရက်ကိုစွန့်ခွာခပြစ်တိမ်ဆောင်နေရတယ်လို့သိရပါတယ်။မကွေတိုင်းကနေပါခုရပါမုတ်ဆက်မပြတ်ရောတော့နေရကြောင်းလဲတောတောင်တွေထဲမှာဖပြစ်တိမ်ဆောင်နေကြတဲ့ပြည်သူတွေယာယီနေထိုင်စရာတဲတွေအခက်ခဲဖြစ်နေကြတယ်လို့လဲကုညီဆောင်ရွက်ပေးနေသူတွေစီကသိရပါတယ်။